မာစီဆရာတော်ဖះနဲ့နာမင်းကြီးတရားဆွေးနွေးခါအကြောင်းကိုဘယ်လိုဖြတ်ပေါ်လာတယ်ဘယ်ချိန်ကဖြတ်ပေါ်တယ်ဆိုတာကိုကျွန်တော်မိတ်ဆွေအမြတ်ကကျွန်တော်ကိုမေးကြတယ်ဒီခုကျွန်တော်သိသလောက်ရှင်းပြပါရစေ လွန်ခဲ့တဲ့နှစ်ပေါင်း40 1950ခုနှစ်နေဥပိုင်းလောက်မှာဗုဒ္ဓသာသနာနှုတ်ကအဖွဲ့အတွင်မှုဥဆန်သိ အနတ်ခွန်မင်းကြီးဟာပသိမ်မျိုးကိုအလောဝတရားနဲ့ပွားခဲ့တယ်အဲဒီချိန်မှာ မိတ်ဆွေတစုကပသိမ်မျိုးမှာရေသိမလာရေသိမလေးတယောက်နဲ့မိတ်ဆက်ပေးတယ်ထိုရေသိမလေးဟာငှက်ပေါင်းများစွာဆယ်ပါးဒီလောက်ကိုစောက်ထိန်လာတဲ့အမျိုးသမီးလေးဖြစ်ပါ